တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွေတတိထားရမယ်တပားသူကိစ္စဂျောင်းဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင်သူများပြဿနာခုပြဿနာဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမရတဲ့မလိုအပ်ဖဲများစွာပြောသောစကားတို့ကိုလျှော့ရမယ် နောက်လူမရေးကိစ္စတွေမှာတားသမျှတောင်းယူခြင်းကိုလည်းရှောင်ကျဉ်ရမယ်။မနာလိုရန်တိုက်ခတ်နေကြတဲ့ဖြတ်သန်းရမယ်။အခက်အခဲတွေကိုပြေလည်အောင် ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကိုဖဏိနိုင်တဲ့နေသားကိုဆောင်ရွက်နိုင်တယ်။ဒီရည်နေမှာတော့အရာရာအတိုက်ခံရှိမယ်။အခက်အခဲနဲ့ကြုံတွေ့မယ်။ကိုယ့်ရည်နေမှာစိတ်ချမ်းသာမယ်၊အလိုပြည့်စုံမယ်၊ရည်မှန်းချက်အောင်မြင်မယ်။ ဆယ်ရနှစ်မှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ်ဆယ်တရနှစ်ကမြင့်မြတ်သောနေ့တစ်ခုဖြစ်တယ်အဲ့ဒီနေ့မှာဘာသာရေးဆိုင်ရာကိစ္စတွေလှုပ်ရင်လည်းကောင်းတယ်ဝေချေးကိစ္စတွေလည်းအဆင်ပြေမှုရှိမယ်ဆယ်နှစ်ရနှစ်မှာမနာလိုသူများမယ်မူလစီစဉ်ထားလေတွေအလွဲလွဲချော်ချော်ဖြစ်မယ်ပြီးမှအဆင်ပြေမှုကိုရရှိမယ်ဆယ်သုံးရနှစ်မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားစွာနာဂတ်ကောင်းခြင်းချိုးပေးခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေနိုင်မယ် ဆယ်လေးရနေ့မှာရံပတိပက္ခာတွေကြားတွေကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာအရှိရကုတ်တီသွားစဉ်အနည်းဖြစ်တတ်တာကိုတော့ကျူးဆိုင်ရမယ်။အခြေခံအဖြစ်မနဲ့ခရနိုင်ခွဲနဲ့ကိုးနိုင်ကြမှာသွာလာနေထိုင်ဆင်ခြင်ပြီးရင်တော့ဒီနေ့တာအရာရာအစဉ်ပြေသော နေထားတွေပဲကိုဥတီတာတွေ့ရပါလေ။ဇာသပတိနေဗုဒ္ဓနေ့ဒီနေ့လာနေမွေးသူတွေကိုကိုကောင်းချိုးပေးနိုင်မယ်။ တနင်္ဂနွေနေ့ကနေ့ပွဲသူများကြောင့်စိတ်နှောက်ရတဲ့ဖြစ်တတ်ပါတယ်။တ၅6ကနန်းနေအကျိုးပေးပါတယ်။အဝါရောင်လေမောရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါ။မေလ7ရက်နေ့ဟိန်းနေ့ကကဆုံလာပြည်နေ့ညောင်ရီသုံးပွဲနေ့ဖြစ်တဲ့အတွက်ညောင်ရီသုံးခြင်းကုသိုလ်ကောင်းမှုပြုပါ။အခြားခြားသောကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့ရောရာဆုတောင်းရင်ဆုတောင်းပြပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ6ရက်ကနေ14ရက်နေ့အတော်တွင်မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တည်းလက်တွေ့ကောင်းထဲပြောပြီးအောင်မြင်လိမ့်မယ်မြေတားရေးစမ်းပွင့်မယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ် အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအချိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အဆင်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်။အခက်အခဲတွေကိုပြေလျောက်ဖြေရှင်းနိုင်လိမ့်မယ်။ကျမ်းမာရေးအနေငယ်ခြူကြမယ်အနေရောမရှိဘူး။သွားနာသွားကြိုက်ဖြစ်မယ်။နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအဆင်ပြေမှုအောင်မြင်မှုလေးတွေနဲ့ကံမြမမှုလေးတွေကတော့တစင်ပြီးတစင်ဖြစ်ထွန်းသွားမယ်။ဒီနေ့ရတော့ကိုယ့်အတွက်အရာရာအဆင်ပြေသော ကံကြမ္မာလွှမ်းမိုးတယ်။အဲကိုယ့်ရဲ့နေမှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်။ဆယ်ရဲ့နေမှာငွေစုလိုက်ဝင်မယ်လက်ဖွဲ့မယ်စီးပွားကံလုပ်ငန်းကံတိုးတက်မယ်။ဆယ်တရဲ့နေကတော့ကစုံလာပြင်းနေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်စင်ပြေတယ်။ကိုယ့်ရဲ့ကံကြမ္မာမှာလည်းအဲ့ဒီမှာထူးခြားတဲ့ပြောင်းလဲတွေရှိနေတယ်။ဆယ်နှစ်ရဲ့နေမှာအလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ်။ ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လုတာလေးချိုးပြေးတယ်။ဆက်သုံးရက်နေ့မှာရံပတိဘက်ကတွေနဲ့ထိတဲ့ရင်ဆိုင်ပြီးအလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။ဆက်လေးရက်နေ့မှာအသွာလာနေထိုင်ကြိုးစားရမယ်မတော်တဆထိခိုက်မှုညလေးတွေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့၉နိုင်ကြာမှအသွာလာကြိုးစားရမယ်။အရှိရကုန်တည်သွားစဉ် အနည်းဖြစ်တတ်တာလေးတွေကိုကယူဆက်ရမှာဖြစ်ပါတယ်။တပတ်တာကာလအတော်တွင်မှာတနင်္လာနေ့သောကြာနေ့ငါနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နံပါတ်36ကိုကနန်းနေ့အကျိုးပေးတယ်။အပြာရောင်ပန်းရောင်ညောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါဒီကလအတွင်း ကဆုံလာပြည့်နေ့မှာရောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာ ကောင်းခြင်းကံတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ရေငါနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ6ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာရှင်ပြိုင်မှုမှသမျှအောင်မြင်မယ် ထူးခြားတဲ့ကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရှင်မန်းချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ်။ကိုယ်ပိုင်ဆုံးဖြတ်ခြင်းနဲ့လောကန်ခြင်းရဲ့နှစ်သာရကိုရမယ်။ဝေကြီးကံတုံကံကံစီးပွားကံဘဝကံသုံးစုံရဲ့ကောင်းသောတန်လန်းပေါ်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ဘဝအောင်မြင်ခြင်းတွေကိုအထင်ရှားရရှိအလောကိစ္စတွေဆောင်ရွက်သမျှအောင်မြင်မယ်။ငွေတော့အဖတ်မတင်ကိုယ့်ရဲ့နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောရမယ်။ရန်များမယ်တိုက်ခံများမယ်။ဆယ်ရက်နေ့မှာ မိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့ကံမြမခြင်းရှိမယ်။စတ္တယနေ့အရာရာဆင်ပြေသောကံကြမ္မာရှိမယ်။ဤနေ့မှာလာပြည့်နေ့ကစုံလာပြည့်နေ့ဖြစ်တဲ့မြင့်မြတ်တဲ့နေ့ဖြစ်စရာလျော့စွာကောင်းသောကိစ္စတွေဆောင်ရွက်၍မောမြတ်သောအကြောင်းအရာရဲ့အနစ်သာရရမယ်။လူဒါနပြုပါကုသိုလ်ကောင်းမှုပြုပါ။စတ္တယနေ့မှာတော့အလုံးစုံကောင်းသောနေထိုင်နဲ့ကံမြမလာမယ်။ရပိုင်ခွေနေ့လည်းဝယ်ပြန်ရမယ်။73ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြည်လောက်ကဘဝတန်လန်းကိုဖန်တီးရမယ်။ အ၁၄ရက်နေ့မှာတော့အသွာလန်နေထိုင်ကူးဆက်ရမယ်။မတော်တဆထိခိုက်မှုအနေကိုအထူးပြုကူးဆက်ရမယ်။အရှိရကုန်တည်သွားစရာနေဖြစ်တတ်တယ်။မနေ့ခုနိုင်ခွဲနဲ့၉နိုင်တွင်သွာလန်နေထိုင်သတိထားပါနေမယ်။ဒီကလာအတော်တွင်မှာတင်းလာနေသောကြနေစနေနေ့မွေးသူတွေကောက်ကျိုးပေးတယ်။တင်းငွေနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။ တလေးကိုကနံအချိုးပေးတဲ့အညိုရောင်ပြရောင်နုနေရောင်တို့ကိုဝစ်စင်သောဆွဲပြီးလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။အနီရောင်နှင်းစီပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဆူတောင်းမှဆူတောင်းပြေပါလိမ့်မယ်။ယေရှုတင်ပါတယ်။ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရန်တိုက်ခန့်နေတဲ့ထိတ်တိုက်တွေ့မယ်။စီဇန်နာတစ်မျိုးလက်တွေ့တစ်မျိုးကြုံမယ်။ ဥတီချက်လမ်းကြောင်းတွေမှာအတန်းစီအပိဆိုးအနောက်ဆက်တွေနဲ့ဂျုံမယ်စိတ်ရှိသီးခံပြီးဖြတ်သားရမယ်ရံပတိဘက်ကနေနဲ့အမြဲဂျုံတတ်တယ်ဆက်ပစ္စည်းလျှက်ဆက်ပစ္စည်းဒီချိန်မှဝယ်နဲ့အဝယ်မှားတတ်တယ်ဒီချိန်မှာငွေကြေးများစွာရင်းနှီးမြှုပ်နှံမှုကိုလည်းမပြုတ်နဲ့စေနောင်ရှိတဲ့ရှိတတ်တယ်။နေရရန်ပတိပက္ခရနဲ့ရင်ဆိုင်ပြီးမှလို့ရှိရပြေဆုံးမယ်။ကိုယ့်ရဲ့နေရအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်တယ်။ဆယ်ရက်နေ့မှာခီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်ဆောင်ရွက်အောင်မြင်မယ်။ စတဲ့ရနေမှာငွေရေးချေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမဲ့အဲ့ဒီကလာပြင်းနေကစုံလာပြင်းနေဖြစ်တဲ့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေဆောင်ရွက်လဲဆင်းပြင်းမဲ့စတဲ့ရနေမှာရှင်ပြန်မှုမသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကံရဲ့အနှစ်သာရကိုကြုံမဲ့၁၃ရနေမှာပဋိပက္ခတွေကြားတွေကဖြတ်သန်းရမယ်၁၄ရနေမှာ မတော်တဆအနေနဲ့ဂယူဆိုင်ရမယ်ရန်တိုက်ခံနေတဲ့လဲထိတိုက်တွေ့တတ်တဲ့ရှေ့ရကုန်တီသွားစရာအနေဖြစ်တတ်တဲ့မနေ့ခုနှစ်ခွဲနဲ့၉နှစ်တွေ့သွားလာနေတိုင်း အထူးပြုကူးဆက်ရပါလိမ့်မယ်။ကြာသာပတိနေ့၊သောကြာနေ့၊စနေနေ့၊မွေးသူတွေကောင်းကျိုးပေးတဲ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၅၉လေးကနန်းနေချိုးပေးတယ်။အနီရောင်ချက်သွင်းရောင်ပန်းရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်ပါ။အရင်အနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပါ။ကျေးဇူးတင်ပါတယ်။ကြာသာပတိနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025မေလ8ရက်ကနေ14ရက်နေ့အတွင်းမှာအပြောင်းလဲတွေရှိတယ်။ရည်မှန်းချက်သစ်တွေအောင်မြင်မယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုဆင်ပြေမယ်။အရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကြိုးပေးမယ်။အကြီးကဲကျန်းမာရေးချူကြမယ်။နေရာပြောင်းရွှေ့ရှိတယ်။လမ်းသစ်ထွေပြီးလုပ်ကင်တာကြိုးပေးမယ်။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေအခုအတွက်ကောင်းသောခွင့်ရည်တွေဖြစ်တယ်။ဒီကတော့ ကောင်းသောကံနဲ့တိုးတက်ခြင်းနဲ့လွှမ်းမိုးတယ်။ကိုယ့်ရဲ့နေ့မှာရန်အားလုံးကိုကြော်ပြီးအဆင်ပြေမယ်ငွေကြီးလက်လာပါရေးရကောင်းမယ်။ဆယ်ရဲ့နေ့မှာရန်များမယ်မနာသူသူပေါ်မယ်အရာရာတိုက်ခတ်များမယ်။ဆယ်တရနေ့ကတော့ထူးခြားသောကံဖွင့်ခြင်းလိုရာပြည့်စုံခြင်းရှိမယ်။အဲ့ဒီကကဆုံလာပြည့်နေတဲ့တိုက်ဆိုင်ပါသာရေးဆိုင်ရာ မြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုများဆောင်ရွက်ပါ။ဆယ်နေ့နေ့မှာ ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲတွေဖြေရှင်းနိုင်တယ်ဆက်သောရဲ့နေ့မှာငွေကြေးခံကောင်းမယ်လက်ဖွင့်မယ်အလိုပြည့်စုံမယ်ဆက်လေးရဲ့နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်မှုရှိမယ်မတော်တဆထိခိုက်မှန်တွေကိုတော့ကယူဆိုင်ရမယ်အသွားလာနေတိုင်းကယူဆိုင်ရမယ်အရှိရကိုတည်သွားစေနိုင်ဖြစ်တတ်တယ်မနဲ့ခရနိုင်ခွဲနဲ့ကိုးနိုင်တွင် အသွားလာနေတိုင်းကယူဆိုင်ရမှာ ဖြစ်ပါတယ် ဇာသာပတိနေဗုဒ္ဓနေစနေနေမွေသူတွေကောင်းချိုးပေးတယ်။တနေ့ကနေတင်းနေလာမွေသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံကိုနဲ့အချိုးပေးတယ်။အစင်းရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ပြီးလိုရာကိစ္စများရှေ့တိုးဆောင်ရွက်ရဲ့အစဉ်ပြေမှုကို ကြုံနိုင်ပါတယ်။ဒီကဏ္ဍအတွင်းအနိဗ္ဗာန်မှာရှိတဲ့ဘုန်းကြီးเจ้าမှာစံလူဒါနပြုပါကျေးဇူးတင်ပါတယ်။တောက်ချာနေမွေသူအားလုံးမင်္ဂလာပါ။ 2025မေလ6ရက်ကနေ14ရက်နေ့အတော်တွင်မှာရံများမယ်တိုက်ခတ်များမယ်မူလရည်မှန်းထားတာဒီဆောင်ရွက်တဲ့အခါမှာအတိုက်ခံနေတဲ့ခြုံမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တိုင်းနဲ့ခြုံမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေ့တိုးလောက်ကန်ခြင်းနေရဲ့ကောင်းသောကျိုးဆက်ကိုရမယ်အတိုက်ခံနေတဲ့တော့ရှင်ပြီးလောက်ရမယ်မူလငကိုစီမံပြီးလုပ်တဲ့လူမှန်သမျှအကုန်လုံးအလွယ်လွယ်ချော်ချော်ဖြစ်ပြီးတော့ စီမံကိန်းမဟုတ်ဘဲနဲ့ပေါ်ပေါ်လာတဲ့ခြေနေတွေကိုလက်တွေ့သုံးသပ်တဲ့လူတွေအတွက်တော့ဒီချိန်ကောင်းတယ်။ပြန်လည်ဆောင်ရရတာတွေရှိတယ်။လောက်ရတဲ့ကိစ္စတွေလည်းစဉ်ပြေသွားနိုင်မယ်။လမ်းကြောင်းသစ်တွေကိုလှုပ်ချင်းတဲ့လမ်းကြောင်းဟောင်းတွေကိုပြန်လည်သုံးသပ်လုပ်ကန်ရတဲ့အနေအထားကိုရောက်ရှိနေတယ်။ဒီရက်နေ့မှာတော့အထက်ခံသိမ့်ပြတာပဲ။မှန်တဲ့လက်တွေကွာမယ်။ကိုယ့်ရက်နေ့မှာရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရရှိမယ်။၁၀ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းတိုးတက်ခြင်းတွေကြုံမယ်။ စတဲ့ရနေ့အရာရာကောင်းသောနေထားနဲ့တွေ့တဲ့တဲ့ကံတွေပေါ်မယ်စတဲ့ရနေ့ရပိုင်ခွင့်နဲ့လက်ဝဲပြန်ရခြင်းအတိုက်ခံကြမှာတွေ့တဲ့ခြင်းရှိမယ်စတဲ့ရနေ့မှာရံများမယ်တိုက်ခံများမယ်စိတ်ပပန်းသူပပန်းဖြစ်မယ်စတဲ့ရနေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းနဲ့ဘဝတွေ့တဲ့ခြင်းရှိမယ်သို့သော မတော်တဆနေ့ကိုဂရုဆက်ရမယ်အရှိရကုတ်တီသွားစေနေရှိတတ်တယ်မနေ့ခုနှစ်နိုင်ခွဲနဲ့ခိုးနိုင်တွင်သွားလာကျူးဆက်ရမှာပေါ့ ဇာတာပတိနေ့သောကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်။ပင်ဃဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။369ခုကနန်းနေ့ကျိုးပေးတယ်။အပြာရောင်ပန်းရောင်ညီရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်၍ထူးခြားသောကျိုးဆက်ရရှိမယ်။စတေးရနေ့ကစုံလာပြည့်နေ့မှာအလူဒါနာပြုပါ ကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့အနာဂတ်ကိုရပါလိမ့်မယ်။ယေရှုတည်ပါလေ။ စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ8ရက်နေ့ရက်နေ့14ရက်နေ့အတော်အတွင်းမှာလုံသမျရည်ရွယ်သမျအောင်မြင်မယ်ဒီအချိန်ဒီကာလကိုအတွက်ကောင်းတဲ့ကာလဖြစ်တယ်စိုးတဲ့ကိစ္စကြုံရင်လည်းရဲတင်းတင်းရင်ဆိုင်ပြီးဖြေရှင်းမှာအားလုံးအဆင်ပြေသွားရမယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေမှာကိုယ်မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းလုံသမျအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရတွေပေါ်လွင်နေတဲ့ ရတ္တီချက်သစ်တွေကိုလှုပ်လို့ရတယ်အလုံမရှိအလုံရခွင့်ရနိုင်တယ်အလုံရှာနိုင်တယ်ဝေကြည့်ဒီချင်းမြုပ်နိုင်ရင်သေချာပေါက်အကျိုးမြတ်ရရှိမယ်ဒီရနေ့အရာရာကံကောင်းတဲ့နေ့ကိုယ့်ရဲ့နေ့မှာရှင်ပြန်မှုမမြောင်မြင်ကြည့်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုရမယ်ဆယ်ရနေ့မှာတော့ရရထိမ့်သိမ့်ပြီးလောက်အလွယ်တကူရတာမရှိဘူးဆက်တရနေ့မှာပေါ်လာတဲ့ခွင့်ရည်တွေလက်တွေသုံးချအဲ့ဒီကလပြည့်တဲ့နေ့ကစုံလပြည့်နေ့ကုသိုလ်ကောင်းမှုပါလုပ်လိုက်ထူးခြားစွာကောင်းသွားနိုင်မယ်စံတရနေ့မှာရပိုင်ခွင့်တွေပြန်လည်တောင်းဆို လှုပ်ရှားရှိတာရှေ့တိုးလို့ဆက်သုံးရည်နေ့မှာရှင်ပြန်မှုမမှန်အောင်မြင်မဲ့အပြိုင်ဆိုင်တိုက်ခတ်ကြထိုးပေါပြီးလုံးဝနေမဲ့၁၄ရည်နေ့မှာသွာလာနေတဲ့ဂူးဆန်ရမယ်မတော်တဆအနေဖြစ်တတ်တယ်အရှိရကုန်တီသွာဆန်နေဖြစ်တတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုးနိုင်တွင်သွာလာနေတိုင်းဂူးဆန်လိုက်ရဲ့အတော်တန်ကိုစင်ပြေသွားစရာအကြောင်းရှိပါတယ်ဒီကလာအတော်တွင်မှာဂျာသာပင်းနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလားတောက်ကြမွေးသူများကြောင့် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်369ကနန်းကျိုးပြီတယ်အပြာရောင်ပန်းရောင်နုနေရောင်သုံးပြီလူရှိရကိစ္စဆောင်ရွက်ပါအဖြူရောင်လက်ကင်မွားတတဲကိုအမွှေးနှံသာပြန်ပြီလူနဲ့ဆောင်ပြီးတော့လူရကိစ္စဆောင်ရွက်ပါအားလုံးစင်ပြေပါမယ်ကျေးဇူးတင်ပါတယ်